င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရွှေကူကနေဗမော်ကိုလာတဲ့စစ်သည်မော်9စီးကိုတိုက်ခိုက်ရာမှာ6စီးဟာပျက်စီးသွားပြီးစစ်သည်မော်တစ်စီးသာဗမော်ကိုရောက်ရှိလာပါတယ်ပြည်နယ်အားကောင်းရေးကနေပြည်တော်စု အားကောင်းရေးမှုနဲ့ဖက်ဒရယ်ပြည်တော်စုကိုတိဆောက်မယ်လို့ KNU KNPP KSCC CNF အပါအဝင်အဖွဲ့၉ဘက်ကကြေညာလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ရွှေကူမြို့ကနေဗမော်ကိုစံတက်လာတဲ့စစ်ကောင်စီတင်မော်9စီးကို KI နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်တင်မော်9စီးမှာနစ်မြုပ်သွားပြီး၄စီးမှာမီးလောင်ပျက်စီးသွားတယ်လို့ KI သတင်းမြစ်ကပြပြပါရယ်သတင်းမာလာ18ရက်နေ့မနေ့ပိုင်းကနေရွှေကူကနေဗမော်ကိုလာတဲ့စစ်တင်မော်9စီးကိုတိုက်ခိုက်ခဲ့ရမှာစစ်တင်မော်9စီးဟာဒုတိယမြစ်ချင်းအထက်နားမှာလက်လက်ကြီးထိမှန်ကနစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ် တယ်။ကြံရှိတဲ့သင်းမောလေးစီဟာမြလဲရွာအနီးမှာလက်လက်ကြီးထိမှန်ကမီးလောင်ပျက်စီးသွားခဲ့တာကြောင့်စစ်သင်းမောတစ်စီးသာဗမောကိုရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုထိခိုက်နစ်မြုပ်ပျက်စီးသွားတဲ့စစ်သင်းမောတွေပေါ်မှာတနက်ထိမှန်ထားတဲ့စစ်သားမသာလောင်းတွေမီးလောင်သေဆုံးနေရကို တွေ့ရှိရသလိုအရှင်ဖမ်းဆီးရမိသူတွေလည်းရှိရလို့ KIA စီးသတင်းမြစ်ကပြောပြပါတယ်။အဲလိုစစ်သင်းမောတွေတိုက်ခိုက်ခံရတာကြောင့်စတေမာလ18ရက်နေ့ညနေ9:00အချိန်လောက်မှာ ဗမော်မြို့နယ်မြလေကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်ဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပြည်နယ်အကောင်ရေးကနေပြည်ထောင်စုအကောင်ရေးမူနဲ့ Federal ပြည်ထောင်စုကိုတိစောက်သွားမယ်လို့ KNU KNPB CNF KSCC အပါအဝင်အဖွဲ့၉ဘက်ကစက်တင်ဘာလ၁၉ရက်နေ့မှာတရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်နယ်လူမျိုးကိုစားပြု ကောင်စီတွေကနေအနာဂတ် Federal Democracy ပြည်ထောင်စု တိစောက်ရေးအတွက်ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုတွေကိုအကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အ အဲ့ဒီညီနိုင်မှုတွေကနေတဆင်ပြည်နယ်အကောင်ရေးကနေပြည်တော်စုအကောင်ရေးဘော်တိုအက်ဖက်ဒရယ်ဇန်နဲ့ဆက်လင်းပြီးတိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်နယ်လူမျိုးကိုစားပြုကောင်စီစုစုပေါင်းအဖွဲ့၉ဘက်ကသဘောတူညီချက်တွေရှစ်လုပ်ငန်းစဉ်တွေကိုချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုလိုထုတ်ပြန်ရတာဟာလည်းဖက်ဒရယ်လို့ပြောနေကြတဲ့ state holder တွေကြားထဲမှာဖက်ဒရယ်ပုံစံအမျိုးမျိုးစနစ်မျိုးမျိုးရှိနေတာကြောင့်အခုလိုအတိအလင်းထုတ်ပြန်တာဖြစ်တယ်လို့လည်း ် KNPP အထွေထွေအတွင်းရေးမှူးတက်စောအောင်စမ်းမြင့်ကပြပြပါရယ်ဖက်ဒရယ်ဒီမိုကရေစီ ပြောင်းစုတိဆောက်ရမှာလဲပြည်နယ်အားကောင်းရေးကိုရှေ့ရှုတဲ့ပြည်နယ်အားကောင်းရေးကနေပြည်တော်စုအားကောင်းရေးချစ်ကပ်မှုနဲ့တော်လှန်ရေးကာလဂျားကာလကစတင်ကမိမိတို့ပြည်နယ်လူမျိုးကိုစားပြုကောင်စီတွေတိုင်းရင်းသားခုခံတော်လှန်အဖွဲ့အစည်းတွေကနေအတူတကွတိဆောက်သွားမယ်လို့လဲဆိုထားပါရယ်ရှင် စကန်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်တန်ကက်မလူမလဲရွာကအကျန်းဖက်စစ်တပ်အထိုင်စကန်ကို PDF တပ်ကဝန်းတော့တက်ခိုက်နေပြီးတောင်းရဲဇက်တိုက်တိုက်ပွဲ ပြင်းထန်နေလို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကနေစတင်ကမလဲရွာကအကျန်းဖက်စစ်တပ်အထိုင်စကန်ကိုကက်မလူခရိုင် PDF တရင်တပ်ဖွဲ့တွေနဲ့ဒေသကာကွယ်အဖွဲ့တွေကဝန်ရောက်တက်ခတ်နေတာလည်းဖြစ်ပါရစေ။စက်တင်ဘာလ16ရက်နေ့တိုက်ပွဲမှာအကျန်းဖက်စစ်တပ်ဘက်ကအထင်အရှားပြီး တူစောထီးတွေစစ်မတိုက်ပဲကြောင်းလန်ကထွက်ပြေးသွားတာကြောင့်လေချောင်းကနေတနေကုန်လာရောက်ဘုံကျဲတက်ခိုက်နေရလို့လည်းသိရှိရပါဗါးအဲလိုလေချောင်းကနေဘုံကျဲတက်ခိုက်မှုကြောင့်ကမ်ဘလူမြို့နယ်ရေကြည်ဦးရွာဖုံကြီးကျောင်းမလဲရွာဖုံကြီးကျောင်းဆောင်နဲ့ပြည်သူဝန်နေအချို့လည်းမီးလောင်ပျက်စီးခဲ့ရလို့ကျွန်းလာတက်ကြွလှုပ်ရှားသူများဘက်ကတောင်းဝန်ရှိသူတို့ကပြောပါရရှင့် ကချင်ရသတင်းတဘောကိုတက်ဆက်ပေးခြင်းပါတယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းကလည်းဇက်တိုက်ပုံကျဲနေတယ်လို့လက်လက်ကြီးတွေနဲ့လည်းပြစ်ခတ်မှုကြောင့်ပြည်သူလူထုဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့တော်လိုင်းသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြပြပါတယ်။သတင်းမလား၁၉ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကစိုင်းတောင်ရွာကရက်ွက်တုံးနဲ့ကြောက်သွေးတောင်ဘက်ကိုဂျက်ဖိုက်တာနဲ့၃ချိန်လာရောက်ပုံကျဲတက်ခတ်ခဲ့တယ်လို့ဖားကံတပ်မကုန်းကနေလည်းလက်လက်ကြီးနဲ့စပော့ရွာတွေကိုပြစ်ခတ်ရမှာပြည်သူလူထုဟာ ါးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာဆိုင်းတောင်ရွာထဲမှာလည်းအကြမ်းဖက်စစ်တပ်သားတွေနဲ့ KIA KPD ရဲ့တပ်သားတွေထိတွေ့တိုက်ပွဲပြင်းထန်နေသလိုတော်လန်တဖွဲ့တွေအဝင်ထွက်လမ်းကြောင်းတွေကိုပိတ်ဆို့ထားတာကြောင့် Lucky Man Hotel မှာရောက်ရှိနေတဲ့အကြမ်းဖက်တပ်သားတွေဟာပိတ်မိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီတခါမှာတော့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူတိုင်းမုန်တိုင်းငယ်ဟာ ပုံမအောက်ကောင်းလာကအပူပန်းမုံတိုင်းစိုးလေအဖြစ်ရောက်ရှိလာပြီးဗီယက်နမ်နိုင်ငံကိုဖျက်ကျော်ဝင်ရောက်မယ်လို့မိုးလေဝသနဲ့ဇလပေတာဌာနတွေရဲ့ခမန်းချက်တွေကဆိုထားပါဗါတယ်။အဲ့ဒီအပူပန်းမုံတိုင်းစိုးလေရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံကပြည်နယ်နဲ့တိုင်းချို့မှာလာမဲ့စက်တင်ဘာလ25ရက်နေ့ထိမိုးထစ်ချုံရွာတာမိုးကြီးရွာတွေဖြစ်နိုင်တယ်လို့စစ်ကောင်စီမိုးလေဝသနဲ့ဇလပေတာညွှန်ကြားမှုဦးစီဌာနကမနေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မနေ့ကမနေ့ကိုးနိုင်ွယ်အချိန်တိုင်းတာချက်အရအပူပန်းမုံတိုင်းစိုးလေစာ ါအနောက်အနောက်တောင်ဘက်ကိုယူလာနိုင်ပြီးညပိုင်းမှာဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့မိုးစလဌာနကဆိုထားပါတယ်။တည်မာလာ20နှစ်မှာတော့အပူပိုင်းမုံတိုင်းရဲ့အကျဉ်းကျန်တိမ်တိုက်တွေနဲ့လေဝေလိုင်းတွေဟာမြန်မာနိုင်ငံအရှိတောင်ပိုင်းဒေသကိုစတင်ဖြတ်ကျော်ပြီးတဲ့နောက်အနောက်တောင်ဘက်ကိုဆက်လက်ယူလာနိုင်ကကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အိုတို့မှာလေဗီးယားနဲ့ရမုန်ဖြစ်ပြန်လဲအစပြိုအကောင်းလာနိုင်တယ်လို့လည်းဆိုထားပါဗျ။ဒီလိုအခြေအနေတွေကြောင့် မနေ့ကဘန်ကနေစပြီး စတင်မာလာ25နှစ်တိနေပြီးတော့မန္တလေးမကွေးပဲခူးရန်ကုန်အေရဝတီတနင်္သာရီတိုင်းနယ်ရှမ်းချင်းရခိုင်ကရကရင်မွန်ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးဒေသအချို့မှာတော့မိုးကြီးတာနဲ့လေပြင်းတက်ခိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလဌာနကခန့်မှန်းထားပါတယ်အဲလိုမိုးသည်ထန်စွာရသွန်းတာလေပြင်းတက်ခိုက်တာနဲ့လက်လက်ပြည့်ရေကြီးတာမြေပြိုရာတွေဖြစ်လာနိုင်တယ်လို့ဒေသအလိုက်ပြည်သူတွေသတိထားနေတဲ့လို့လည်းသိရပါတယ် ယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့ကားလမ်းမကြီးပေါ်မှာကုန်စည်နှုံးချစင်းရင်းနဲ့စစ်ဗူဒံဥပဒေအလိုမရှိကြောင်းကြွေးကြော်ကပြဿနာတွေရဲ့လက်သေးတရားခံဆရာနာရှင်စနစ်အမြင့်ပြတ်ရေးလူမှုတပိတ်ကိုစက်တင်ဘာလ19ရက်နေ့မနေ့ကညပိုင်းမှာလွှတ်ဆောင်ခဲ့လို့သိရှိရပါတယ်ရေဘေးပကူတဲ့ဆက်ကဆာပြည်သူအားနဲ့ဆက်ကျင်ကြ ကုံစည်းနှုံများကြဆင်းရေတို့ရေစစ်ဘုရန်ဥပဒေအလိုမရှိအဆရှိတဲ့ကျွေးကြော်တဲ့တွေနဲ့တိုက်ပွဲဝင်အလံများမိလုံများကိုကင်ဆွဲကရန်ကုန်မြို့ကားလမ်းမကြီးတစ်ခုပေါ်မှာတပိတ်အင်အားစုတွေကပြည်သူတွေနဲ့အတူပူးပေါင်းချီတက်ခဲ့ကြတာလည်းဖြစ်ပါတယ်လူတို့တပိတ်ကိုလူငယ်တပိတ်ကော်မတီ YSC ရွှေပြည်သာတပိတ်ကော်မတီ SPTSC နဲ့ဆရာနာရှင်စန့်ကျင်ရန်ကုန်အင်အားစု AJAY တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးပျောက်ကြားတပိတ်စတင်နိုင်တဲ့တပိုင်းနဲ့လမ်း ်းပေးဝဲရာကပြည်သူတွေကပူပေါင်းဝန်းရံခဲ့ကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြပါ။